မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်ရေးကြီးသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်လုံခင်ချေးရွာခွန်စာဂုံးကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခတ်မှုကြောင့်ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွားပြီးတော့နေအိမ်များမိလောင်ကျွမ်းကပြည်သူကုန်းအထက်မင်းတေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ6ရက်နေ့ည9:30မိနစ်အချိန်မှာဖားကံမြို့တပ်မဂုံးကစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့လုံခင်ချေးရွာခွန်စာဂုံးကိုပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပစ်ခတ်တဲ့လက်နက်ကြီးများကြောင့် ဖားကန့်မြို့နယ်ငိမ့်ညံတာယာခေါ်ခွန်စာဂုံးမှာရှိတဲ့မြေဩဇာဂိုတောင်နဲ့နေအိမ်များဟာမိလောင်ကျွမ်းခဲ့တယ်လို့သိရပါဗျ။မိဟာနိုင်ပေါင်းများစွာလောင်ကျွမ်းခဲ့ပြီးတော့ကလင်းငယ်တအုပ်အပါအဝင်အလောင်းကိုလောင်းကိုတွေ့ရှိထားတယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွေးတွေကလွန်ခဲ့တဲ့ရက်ပိုင်းက လုံခင်မော်စီစာဂရေမော်စံခါတွေကိုမိဝင်ရှို့နေတဲ့စစ်ကြောင်းတွေပါအရင်ဖားကတ်တမဂုံးကငြိမ်သက်နေတာအခုစစ်ကူစစ်ကြောင်းတွေရောက်လာမှပပတ်လဲကိုပြစ်ခတ်တာတွေတောက်လျှောက်လုံနေပါတယ်သူတို့ပြစ်မှတ်ထားတာကလည်းပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ပြစ်ခတ်တပ်ဖြတ်နေတာဖြစ်ပါတယ်ပောက်ကွဲတဲ့နေရာကကျွင်းကြီးဖြစ်နေတာလက်နက်ကြီးကြောက်ပောက်ကွဲပြီးမှထပ်ဆင့်ပောက်ကွဲမှုတွေနဲ့မီးလောင်ကျွမ်းတာလို့တုံ့တက်ရပါတယ်လို့ဒေသတရင်ရင်းမြစ်ကရှင်းပြထားပါတယ် ဖားကန်ကအခြားတရင်ရင်မြစ်ကမနေ့ကညပိုင်းကပောက်ကွဲမှုနဲ့မီးလောင်ကျွမ်းမှုဟာပလဲဒန်းမြေဩဇာဂိုဒေါင်နဲ့နေအိမ်များမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့ပြောပြထားပါတယ်။နေအိမ်၁၂လုံးမီးလောင်ကျွမ်းခဲ့ပြီးတော့ပျက်စီးမှုများလဲများပြားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ KNU တပ်မဟာ3အုပ်ချုပ်မှုနယ်မြေမုံမြုံနယ်အုံမင်စုအုပ်ချုပ်ကုန်ကြီးရွာတို့မှာဝင်းရောက်ကျူးကျော်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့နေရာနှစ်ခုကို KNL မဟာမိတ်ပူးပေါင်းတပ်များကဇွန်လ6ရက်နေ့မနက်2နာရီအချိန်မှာဝင်းရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီနေရာတွေကိုဝင်းရောက်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုရှိပြီးတော့လက်နက်အချို့ကိုသိမ်းဆည်းရမိခဲ့တယ်လို့တပ်မှုကပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNL မဟာမိတ် ဥပေါင်းတပ်များဝင်ရောက်တိုက်ခိုက်နေတဲ့အချိန်မှာစစ်ကောင်စီတပ်သားများဆုတ်ခွာထွက်ပြေးကာနတ်တာကွင်းကအခြေဆိုင်တဲ့တပ်ဖွဲ့များနဲ့ပြန်ပေါင်းပြီးတော့ထိုးစစ်ပြန်ဆင်လာတယ်လို့အဲ့ဒီတပ်မှုကရှင်းပြထားပါတယ်ထိုးစစ်ပြန်ထိုးလာတော့ တိုက်ပွဲတနေကုန်ဆက်လက်ပြင်းထန်နေပါတယ်စစ်ကောင်စီဘက်ကဟယ်လီကော်ပတာနဲ့နှစ်ချိန်လာရောက်ပြီးတော့ပစ်ခတ်သွားပါတယ်ဂျေးရွာတွေတဲကိုပစ်ခတ်တာကြောင့်လူနေအိမ်ထိခိုက်ပျက်စီးမှုတွေရှိပါတယ်တေချာတော့အတိပြုလို့မရသေးဘူးလို့ KNL တပ်မှုကပြောပြထားပါတယ်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတဲ့အထွက်ကြောင့် KNU အုပ်ချုပ်မှုနယ်မြေမုံမြွနယ်မှာအခြေစိုက်တယ်လေးတုံးကိုတက်ဟာဟာဝေဇာနဲ့ပစ်ခတ်မှုများဆက်လက်လှုပ်ဆောင်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံတော်အလုံးမှာလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များကိုဖမ်းဆီးရန်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကအမိန့်ထုတ်ညွှန်ကြားခဲ့ပြီးတော့အဲ့ဒီညွှန်ကြားမှုရဲ့နောက်ွယ်မှာမင်းအောင်လိုင်ရဲ့သားတွေတမီးတွေတင်သွင်းတဲ့လျှက်စစ် EV ကားများမရောရတော့တဲ့အတွက်ဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်းစီအစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလိုင်စင်မဲ့ကားများနဲ့ဆိုင်ကယ်များစီးနှင်နေမှုများကိုဖော်ထုတ်သွားရန်လိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများစီးနှင်နေမှုများကြောင့်နိုင်ငံတော်အနေနဲ့ အခွန်အခများစွာနင်းနာမှုတွေဖြစ်တယ်လို့လုံခြုံရေးဆိုင်ရာကိစ္စရပ်များမှာလည်းအခက်အခဲများဖြစ်ပေါ်နိုင်မှာဖြစ်တယ်လို့ပြောဆိုသွားပါတယ်။ဒါကြောင့်လိုင်စင်မဲ့မော်တော်ကားများနဲ့ဆိုင်ကယ်များစီးနှင်းမှုမရှိစေရေးကြက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားလာတယ်လို့သိရပါတယ်။မင်းအောင်လိုင်ကအခုလိုညွှန်ကြားပြီးတဲ့နောက်ဇွန်လ၁ရက်နေ့ကစတင်ပြီးတော့တနိုင်ငံလုံးမှာစစ်တပ်နဲ့ရဲတွေကပြည်သူများစီးနှင်းနေတဲ့လိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်များကိုစီမံချက်နဲ့ဖမ်းဆီးနေပြီးတော့အဲ့ဒီစီမံချက်ကိုအကြောင်းပြကား စစ်တပ်ကပြည်သူများကိုဝင်းညက်ချင်းလိုင်စင်မဲ့စီးနင်းနေတယ်ဆိုပြီးတော့လူငယ်များကိုစစ်မှုထမ်းတပ်သားအဖြစ်နဲ့ဖမ်းဆီးစုဆောင်ခြင်းလိုင်စင်မဲ့ဆိုင်ကယ်နဲ့ကားများကိုတိုက်စီးခြင်းထောင်ချခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။နေပြည်တော်အတိုင်းဝိုင်းကတော့လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကိုဖမ်းဆီးရခြင်းရဲ့အဓိကနောက်ွယ်အကြောင်းရင်းကမင်းအောင်လှိုင်ရဲ့သားတွေတမိတွေရောင်းချနေတဲ့လျှက်စစ် EV ကားများဝယ်လိုအားဟာအလွန်အမင်းကြာဆင်းနေခြင်းကြောင့်ဖြစ်တယ်လို့ပြောဆိုထားပါတယ်။တက်ချုံမင်းအောင်လှိုင်တမိရဲ့ EV ကားကုမ္ပဏီကကားတွေမရောင်းရတာက လူတွေက အပြင်မှာဈေးသက်သက်တာတာနဲ့လိုင်စင်မဲ့ကားတွေစီးနေကြလို့ဆိုတာမျိုးဘာမှအကျိုးအကြောင်းမစီလျော်တဲ့ဟာမျိုးတွေကောက်ချက်ချတာပါတနင်္ဂနွေလုံးဈေးကွက်မှာလိုင်စင်မဲ့ကားနဲ့ဆိုင်ကယ်ကဈေးကွက်ရာခိုင်နှုန်းအများဆုံးရတယ်ဆိုတာမျိုး research survey တွေမှာပြနေပါတယ် တတ်ချုပ်သမီးရဲ့အပေါင်းပါတွေကလည်းသခင်အားရကျွန်ဘာဝသူတို့သွင်းတဲ့ EV ကားတွေမစည်းတာ လိုင်စင်မဲ့ဝတ်တောက်ကားတွေကြောင့်ဆိုတာမျိုးအတင်းတိုးပြီးတော့ကြက်ပေးတာလို့နေပြီးတော့သတင်းရင်းတွေကပြောပြထားပါဗျ။စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့သမီးဖြစ်သူခင်သီရိတက်မော်က၎င်းရဲ့လုပ်ဖော်ကိုင်ပန်းများဖြစ်ကြတဲ့နိုင်ဖြိုးကျော်ဝီယံမင်းမောင်တို့နဲ့အတူ NPK Motor Company Limited ုမ္ပဏီထူထောင်ပြီးတော့မြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများနဲ့ MG မြန်မာ၊ Lead Motor မြန်မာအမျိုးအစားလျှက်စစ်ကားများကိုတင်သွင်းလျက်ရှိပြီးတော့အခုကာလအပိုင်းခြားမှာလျှက်စစ်ကားများရဲ့ဝယ်လိုအားများဟာအောက်ကိုထိုးကျနေတယ်လို့သိရပါဗျာ။ ခင်သီရိတပ်မော်တင်သွင်းနေတဲ့ MG မြန်မာ ကမြန်မာနိုင်ငံအတွင်းကိုလျှက်စစ်ကားများနဲ့ MG အမတ်တပ်စိတ်ကားများ Lead Motor မြန်မာအမျိုးအစားလျှက်စစ်ကားများတင်သွင်းနေရမှာကားမိတ်ဆက်ပွဲများကိုတရုတ်ဆောင်မင်းသားမင်းသမီးတွေကိုဖိတ်ကြားပြီးတော့ချိန်ချိန်တဲတဲမကြာခဏစိုးသလိုကျင်းပလိရှိတော့လေပြည်သူတွေကတော့လျှက်စစ်ကားတွေအပေါ်စိတ်ဝင်စားမှုတွေထိုးကြလာတယ်လို့သိရပါဗျ။လျက်စက်ကားတွေကအရင်ဆုံးတွင်းတဲ့အချိန်မှာတော့အသေးဆန်းဆိုတော့ဟာဘာလဲဟာဆိုပြီးတော့စိတ်ဝင်စားကြတာပေါ့အခုကတော့အများကြီးစိတ်ဝင်စားတော့ဘူး မီးကလည်းပုံမှန်မလာဘူးလေလျက်စစ်ကားကဒီကလမ်းအခြေအနေရရာသီဥတုရေကပြည်တွင်းမှာတိတ်ပြီးတော့စိတ်ဝင်စားကြတော့ဘူးနောက်ပြီးတော့ကားကလည်းလျက်စစ်ကားတွေရဲ့ဈေးကများလွန်းနေတယ်အခုပြည်တွင်းမှာအင်ဂျင်ပါဝါခက်သေးသေးနဲ့စီစားတက်တာတဲ့1.3ဂျပန်ကားဟောင်းတွေကပဲဈေးကွက်ကိုစုံမုတ်ထားတာပါဈေးကလည်း3900နဲ့600ပတ်ချလဲပါပဲလို့ရန်ကုန်ကားဈေးကွက်ကဝါရင်ကားဝယ်ရောင်းတူကသုံးသပ်ပြောဆိုထားပါတယ်ဒါအပြင်မင်းအွန်လိုင်းတမီးရဲ့ကုမ္ပဏီကမြန်မာနိုင်ငံတော်ဝမ်းမှာလျက်စစ်ကားများမှာ ဓာတ်အားသွင်းတဲ့ EV charging station များလုတ်ပိုင်ခွင့်ကိုရရှိထားတယ်လို့သိရပါတယ်။အလားတူပဲမင်းအောင်လိုင်းရဲ့တားဖြစ်တဲ့အောင်ပြေဆောင်ကလည်း EV ကတင်သွင်းမှုအဖြစ်တရုတ် BYD ကုမ္ပဏီကကားများကိုပြည်ရင်းကုမ္ပဏီခွဲများစွာတီထောင်ပြီးတော့တင်သွင်းနေစေဖြစ်တယ်လို့သိရပါတယ်။အချက်ပတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းက2023ခုနှစ်ဧပြီလ20ရက်နေ့မှာပြည်ရင်းလျှက်စက်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ဆိုလာနဲ့ဆက်ဆက်ပြည်စည်းများကိုပြည်ပကနေတင်သွင်းမှုများအတွက်အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးတဲ့နောက်မင်းအောင်လိုင်းရဲ့သားနဲ့သမီးဖြစ်သူတို့ဟာဆိုလာလျှက်စင်နဲ့ EV ကတင်သွင်းမှုများကိုအကြီးအကျယ်တိုးမြင့်ပြီးတော့လှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးအိုးဘိုအချင်းထောင်မှာဒီကနေ့အစ္စလမ်ဘာသာဝင်များရဲ့နေရူးနေမြတ်ကူဘာနီအစ်အစ်နေ့ကြာရောက်တော့လဲ ်အစ္စလမ်ဘာသာဝင်အကျဉ်းသားအကျဉ်းသူများကိုဝိပုစုတောင်းခွင့်ကိုစစ်ကောင်စီကပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ9ရက်နေ့ဟာအစ္စလမ်ဘာသာဝင်များရဲ့နေဒူးနေ့မြတ်ကူဘာနီ X အနေဖြစ်တော်လဲ ်မန္တလေးအိုးဘုံအချင်းထောင်အတွင်းမှာဝိပြူစူတောင်းခွင့်ကိုလုံးဝပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ဝိပြူစူတောင်းခွင့်ပိတ်ပင်ရခြင်းဟာလုံခြုံရေးအရာအာမခံချက်မရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့စစ်ကောင်စီကပိတ်ပင်ထားခြင်းဖြစ်တယ်လို့သိရပါဗျ။ဒီကနေ့အင်းနေမှာဝိပြူစူတောင်းပွဲတွေစူတောင်းဝိပြူခွင့်တွေမပေးပါဘူး။လုံခြုံရေးအရာအာမခံချက်မရှိလို့မပေးတာဆိုပြီးတော့ပိတ်ပင်ထားပါတယ်။ဘာသာရေးအခမ်းအနားကိုပိတ်ပင်ထားတာပါလို့အိုးဘုံထောင်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။မက်လ28ရက်နေ့ကမန္တလေးမှာပြင်အား9တပ်မှ9အဆင့်ရှိတဲ့သခိုင်းငံလျင်ကြီးလောက်ခတ်ခဲ့တဲ့အချိ င်ကမန္တလေးအိုးဘုံအချင်းထောင်ထဲမှာအချင်းသားများကိုစစ်ကောင်စီဝန်ထမ်းတွေကအဆောင်များဖွင့်မပေးခဲ့ဘဲနဲ့ပိတ်ထားခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ငလျင်လောက်ခတ်မှုကြောင့်အဆောင်များပြိုကျတဲ့အချိန်မှာတင်းဆုံမှုများဖြစ်ပေါ်ခဲ့ပြီးတော့အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့အချင်းသားများနဲ့အချင်းဦးစီးဌာနဝန်ထမ်းများကြားထဲမှာပြဿနာတွေဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြဿနာကြောင့်ယနေ့အချိန်အထိအချင်းသားများစွာကိုစစ်ကောင်စီကတိုက်ပိတ်ထားဆဲဖြစ်တယ်လို့သိရပါဗျ။ မက်စလာ28ရက်နေ့ကငလျင်လုတ်တဲ့အချိန်ကအဆောင်တွေကိုအချင်းဦးစီးဌာနကဝန်ထမ်းတွေကတော့ခတ်ပြီးပိတ်ထားခဲ့လို့တေဆုံးထိခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်အဲ့ဒီမှာအချင်းတော်ဝန်ထမ်းတွေနဲ့အချင်းသားတွေကြားမှာပြဿနာဖြစ်တယ်အဲ့ဒီအချိန်ကစကားများရန်ဖြစ်ခဲ့တဲ့အစ္စလမ်ဘာသာဝင်အချင်းသားတွေကိုအခုချိန်ထိတိုက်ပိတ်ထားခဲ့ပါတယ်အခုချိန်ထိမလွတ်ပေးသေးဘူးအဲ့ဒီနေ့ကအဖြစ်ပြက်ကိုအညှို့ထားပြီးတော့ဒီကနေ့အင်းနေဝစ်ပြုံမှုအတွက်လုံခြုံရေးအကြောင်းပြပြီးတော့ပိတ်ပင်လိုက်တာပါလို့အိုးဘိုထောင်းသတင်းရင်းတွေကဆက်လက်ရှင်းပြထားပါတယ် မန္တလေးအိုးဘုံအချင်းထောင်မှာမက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်ထံကြောင့်နိုင်ငံရေးအချင်းသားအချင်းသူများအပါအဝင်အချင်းသား30ကျော်တေဆုံးခဲ့ကြောင်းနိုင်ငံရေးအချင်းသားများကိုကူညီပေးနေတဲ့အဖွဲ့အစည်း9ဖွဲ့ကအေပီလ20ရက်နေ့မှာထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်ငန်းလျင်သတင်းကတော့ဘကိုးမြို့အနီးမြေအောက်အနက်968ကီလိုမီတာကိုဗဟုပြုတ်ပြီးတော့ Richter scale 0.1အဆင့်ငန်းလျင်တစ်ခုဇွန်လ9ရက်နေ့ဒီကနေ့မြန်မာစံတော်ချိန်မနက်10:08မိနစ်မှာ ထမှန်လောက်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြင်းငလျင်တိုင်းဒါဇက်တွေနဲ့ဗဟိုချက်ရဲ့အနီးဝေးပေါ်မူတည်ပြီးတော့လဲငလျင်အင်အားပမာဏအနည်းငယ်ကွာခြားမှုရှိနိုင်တယ်လို့ဝန်ကြီးဌာနကအသိပေးထားပါဗျ။ဇွန်လ9ရက်နေ့မြန်မာစံတော်ချိန်မနက်7:15မိနစ်အချိန်ကမှလဲကချင်ပြည်နယ်တနိုင်းမြို့အနီးမြေအောက်အနက်105ကီလိုမီတာကိုဗဟိုပြစ်ပြီးတော့ Richter scale 4.4အဆင့်ငလျင်တစ်ခုလှုပ်ခတ်သွားတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်းမြို့အနီးမြေအောက်နဲ့3ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 4.5အဆင့်အင်အားရှိတဲ့ငလျင်တစ်ခုဇွန်လ4ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်တနာရီ46မိနစ်အချိန်မှာလှုပ်ခတ်သွားတယ်လို့သိရပါဗျ။ရှမ်းပြည်နယ်အရှိပိုင်း ကျိုင်းတုံမြို့အနီးမြေအောက်နဲ့10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 6.6အဆင့်ငလျင်တစ်ခုဇွန်လ3ရက်နေ့မြန်မာစံတော်ချိန်ည9:59မိနစ်အချိန်ကမှလှုပ်ခတ်သွားတယ်လို့သိရပါဗျ။မေလ30ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်2:23မိနစ်မှာလဲရှမ်းပြည်နယ်တောင်ကြီးမြို့အရှိတ်73ကီလိုမီတာအကွာမြေအောက်နဲ့10ကီလိုမီတာကိုဗဟုပြစ်ပြီးတော့ Richter scale 6.4အဆင့်အင်အားအနည်းငယ်ရှိတဲ့မြေငလျင်တစ်ခု မေလ30ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်2:73မိနစ်မှာလှုပ်ခတ်သွားတယ်လို့ဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်း၊စစ်ရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချမ်းဘတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ